ဧပြီလ၄ရက်နေ့ကလက်ကူးမျိုးနယ်မြို့မစီပင်စည်းချီစည်းဆိုင်နှဆိုင်ခက်ရံဖြစ်ပွားမှုမှစတင်ပြီးလူစုလူဝေးဖြင့်စုမှုများဖြစ်ပေါ်လာသောကြောင့်တက်ဆိုင်ရာမှပြည်မှုဆိုင်ရာဥပဒေပုံမှ188ထုတ်ပြန်လိုက်ကြောင်းသိရှိရပါသည်။ဧပြီလ၄ရက်နေ့ညနေ၄နာရီဝန်းကျင်ခန့်မှာလက်ကူးမျိုးမစည်းချီမုကဖြစ်များချုပ်လုပ်သည့်ဘေကျင်းကက်ဆိုင်နှဆိုင်မှအစ္စလမ်ဘာသာဝင်အမျိုးသား၂ဦးနှင့်ဗုဒ္ဓဘာသာဝင်အမျိုးသား၁ဦးတို့ခက်ရံဖြစ်ပွားခဲ့ပြီးကိုသက်ပိုင်ဦးအသက်၂၂ကိုတစ်ဖက်ဆိုင်မှာ ဆက်ရှိနေအရွယ်ခန့်ရှိအစ္စလမ်ဘာသာဝင်အမျိုးသားတို့ကကကြင်ဖြင့်ထိုးမှုကြောင့်မျိုးလုံးပေါက်ပြဲတန်ရရှိခဲ့ပြီးကကြင်ဖြင့်ထိုးသူမှာလည်းဥကောင်းပေါက်ပြဲတန်ရရှိသွားခဲ့ကြောင်းဖြစ်စဉ်ဖြစ်ပွားရာအနီးပတ်ဝန်းကျင်နှင့်ရေတပ်ဖွဲ့ဝင်များထံမှစုံစမ်းမိမှုများရသိရှိရပါသည်။ခိုက်ရန်ဖြစ်ပွားမှာပါဝင်ခဲ့တဲ့အစ္စလမ်ဘာသာဝင်အမျိုးသား၃ဦးကိုတပ်ဆိုင်ရာရေတပ်ဖွဲ့မှဖမ်းဆီးထိန်းသိမ်းခဲ့တော်လဲဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့အချိန်မှဧပြီလ9ရက်နေ့နနက်တနားဝန်းကျင်ခန့်အထိလေကူးမြို့နယ်မှာလူစုလူဝေးဖြင့်စုအုပ်များဆက်လက်ဖြစ်ပေါ်နေခဲ့တဲ့အတွက် 谁在跑步？哪个？天天那样，就在这里跑的。哎呀，没穿白鞋呀！ ဧပြီလ၄ရက်ည9:00နာရီမိနစ်30ခန့်မှာဒုတ်ခဲ၄ခွမြောက်ကန်ဆောင်ထားသောလူဦးရေ200ဝန်းကျင်ခန့်ကလူစုလူဝေးဖြင့်နေအိမ်များ၊ဆိုင်များ၊ပလီများကိုခဲများဖြင့်ပြပောက်ခဲ့သောကြောင့်ရေတပ်ဖွဲ့ဝင်များကလူစုခွဲဖြစ်ရှင်းခဲ့ရပါသည် Vai, vai, vai. ရဲတပ်ဖွဲ့ဝင်များ၏လူစုခွဲဖြည့်ရှင်းမှုကြောင့်ဧပြီလ၄ရက်နေ့ည7:00နာရီဝန်းကျင်ခန့်အထိဒဏ်ရာရှိသူ9ဦးပန်းစည်းထိန်းသိမ်းခံရသူ9ဦးခန့်ရှိခဲ့ပြီးလူအုပ်မှကဲများဖြင့်ပြန်လည်ဖြစ်ပေါက်မှုကြောင့်ရဲတပ်ဖွဲ့ဝင်အချို့မှလည်းဥကောင်းပေါက်ပြေဒဏ်များရရှိခဲ့ကြောင်းသိရှိရပါသည်။ဧပြီလ9ရက်နေ့နဲ့တနာရီဝန်းကျင်ခန့်အထိပုံမှ188ထုတ်ပြန်ထားပြီးစုပူများဆက်လက်မဖြစ်ပေါ်စေရန်အတွက်လက်မများပေါ်မှာလက်နက်ကင်ဆောင်၍ဆက်လက်စုဝေးနေကြသည့်သူများကိုရဲတပ်ဖွဲ့ဝင်များကဖမ်းဆီးထိန်းသိမ်းမှုများပြုလုပ်လျက်ရှိပါသည်။ လူစုလူဝေးမှာပါဝင်သူအများစုမှာလူငယ်များဖြစ်ပြီးလက်ဦးမြို့နယ်ရှိဒေသခံများဟုတ်မဟုတ်ကိုအတိအကျမသိရှိရသေးပါဘူး။